ားလုံးပဲမင်္ဂလာပါအစီအမင်းစေဝါကျွမ်းကျင်အကူ free online course လေးရနေပြန်လဲကြိုးဆိုပါတယ်ဒီနေ့ဆရာတို့ lesson 3ကိုစာလိုက်ကြရအောင်နော် lesson 3မှာဗာအကြောင်းလေးပြောရမှာလဲဆိုလို့ရှိရင် dispensing and labeling scale လို့ခေါ်တဲ့ကြောက်ရလေးတွေပြပြထားမှာပေါ့နော် dispensing ဆိုတာမှတ်ထားရအောင် dispensing ဆိုတာကတော့ဆေးကိုလူနာတွေဆီကိုပေးတဲ့ process တစ်ခုလုံးကို dispensing လို့ခေါ်ရပါတော့ ဈေးဆိုင်မှာရှိတဲ့ဈေးတွေဖာမစီမှာရှိတဲ့ဈေးတွေကိုလူနာကနေပြီးတော့မှအဲစာရွက်လာပြတာပဲဖြစ်ဈေးစာအုပ်ကိုလာပေးရပဲဖြစ်အဲ့လိုမျိုးလာပြီးတော့မှဈေးတောင်းနေဆိုလို့ရှိရင်အဲ့ဒီဈေးတွေကိုဈေးဆိုင်ကနေယူပြီးတော့လူနာစီကိုရောက်အောင်ပေးတဲ့ process ပေါ့နော်အဲ့အားလေးကို dispensing လို့ခေါ်ပါတယ်အဲ့တော့ dispensing ဆိုတာနားလဲပြီနော်အဲဆို labeling ဆိုတာကကျွန်တော်အဲ့ဒီဈေး dispensing လုပ်တဲ့နေရာမှာပါဝင်တဲ့ process တစ်ခုပေါ့နော် အဲ့ဒီ labeling ဆိုတာဒီလိုမျိုးဒီဆေးကဘာဆေးလဲပြီးလို့ရှိရင်ဘယ်လိုတောက်ရမှာလဲပြီးရင်ဘယ်နှချိန်တောက်ရမလဲဆိုတဲ့ဟာတွေကစာအလုံး labeling ပါတဲ့ဟာလေးကိုပြောထားတဲ့အကြောင်းအရာပေါ့နော်အဲအဲဟာလေးတွေကိုအဲထည့်ပြီးတော့မှပြောထားမှာပေါ့နော်ဒီ labeling scale ဆိုတဲ့အထဲမှာနော် dispensing process မှာဆိုရင်ဥပဆုံးအရေးကြီးတာကတော့ prescription verification လို့ခေါ်တဲ့ဟာပေါ့နော် prescription verification ဆိုတာကျွန်တော်ဆေးစာရွက်ကမှန်ကန်လားဆရာဝန်ပေးလိုက်တဲ့ဆေးတွေရောဟုတ်ရဲ့လားပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဒီဆရာဝန်ရဲ့လက်မှတ်ကအောင်ဟုတ်ရဲ့လားဆိုတဲ့ဟာတွေကိုစစ်ဆေးတဲ့ process ဖြစ်ပါတယ်အဲ့ဒီဟာကကျတော့ဘယ်ဘယ်လိုမျိုးတွေဆေးရပါလဲဆိုလို့ရှိရင်ပေါ့နော် ensure ဆိုတာတည်ထောင်လောက်အောင် prescription ဒါလူနာလူနာအတွက်ကိုဆရာဝန်ကညွန်ပေးလိုက်တာဟုတ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော် ဒေတာကြည့်ရမယ်ပို့ပြီးလို့ရှိရင် legible ဆိုတာတော့ဒါတရားဝင်လည်းဖြစ်ရမယ်ပြီးတော့နောက်တစ်ခုကကျတော့ complete အဲ့ဒီမှာဆိုလို့ရှိရင် Luna ရဲ့နာမည်ပြီးလို့ရှိရင်အဲဘယ်နေ့ရရေးပေးလိုက်တာပေါ့နော်ဒီဆေးကိုဟိုတောက်ဖို့အတွက်ဘယ်နေ့ကလေးညွှန်းပေးလိုက်တာမျိုးပြီးလို့ရှိရင်ဆေးနာမည်ပြီးလို့ရှိရင်ဆေးရဲ့အာပေါ့နော် strength ဆိုတာကျတော့သူ့ရဲ့ milligram ဘယ်လောက်လဲဆိုရတာလည်းစစ်ဆေးရမယ်ပြီးရင် quality ကကျတော့ အော် quantity ကကျတော့ဘလောက်တောင်းအောင်လဲဆိုရဟာလဲပြောရမယ်ပေါ့နော်ဘယ်နှဘယ်ဘယ်နှလုံးလဲဆိုရဟာလဲတခြားကြည့်ရမယ်တခြားဆက်စီရမယ်ပေါ့နော် direction ဆိုတာဘယ်လိုတောင်းအောင်လဲဆိုရဟာပါလားမပါလားအဲ့ထက်မှကြည့်ပြရမယ် subscriber signature ဆိုတာဆရာဝန်ရဲ့လက်မှတ်ပါလားမပါလားဆိုတာကြည့်ပြရမယ်နော်အဲ့ဒါလေးဆက်စီပြီးပြီဆိုလို့ရှိရင်နော် quality စရဲ့စာရွက်ထင်မှာစာအုပ်ထင်မှာပါတဲ့အတိုင်းပေါ့နော်စီးတွေကိုရွေးချယ်ရမှာဖြစ်ပါတယ်အဲ့တော့စီးဆိုင်မှာရှိတဲ့စီးတွေက ခါလေးကြလို့ရှိရင်နာမည်တွေတူတတ်တယ်နာမည်တူတဲ့ဟာတွေဆိုလို့ရှိရင်နာမည်တူရဲဆိုတာဟိုလိုမျိုးစင်တူယူမောက်ကိုပြောတာပေါ့နော်နာမည်ကလောကချွတ်ဆွတူနေတဲ့ဟာကိုပြောတာမဟုတ်ပါဘူးဥပမာနာမည်နာမည်တူနိုင်တဲ့ဟာတွေဆိုလို့ရှိရင် ပိုင်ရိုစီကန်ဆိုလို့ရှိရင်ပိုင်ရာစီတန်လည်းနည်းနည်းလေးစင်နေပေါ့နော်နည်းနည်းစင်နေချင်းကြတော့ဒီလေစလုံးပေါင်းလေးတွေကဆရာဝန်ကြီးရဲ့လက်ရည်နဲ့တရားကြည့်ပြီးတော့မှ ကိုရွေးချယ်ရမယ်ဆေးနာမည်ကို စစ်ဆေးပြီးတော့တခြားရွေးရမှာဖြစ်ပါတယ်။အားကြောင့်မလို့အဲ့လိုမျိုးစေးစင်သူမျိုးမလေးတွေမားနိုင်တဲ့ဟာလေးတွေလည်းရှိတယ်နော်။အဲ့အဲ့ဒီ drush name ကိုတခြားရွေးချင်ရမယ်။ပြီးရင်နောက်တစ်ခုကကျတော့ drush မှာဆိုလို့ရှိရင်တခါကျရင်150 mg ပေါ့နော်။150 mg လာပြီးတော့မားတို့ချို့ကြတော့လည်းအဲ့ဒီအမျိုးအစားတွေပါပဲ900 mg ဆိုပြီးတော့ထပ်လာရှိရပါတော့။အဲ့လိုမျိုးအခြေအနေမှာဆိုလို့ရှိရင်လည်းဒီ strength ဆိုတဲ့အားကိုမအောင်ရေးပြရမယ်ပေါ့နော်။ပြီးရင် dosage ပေါ့ကကျတော့တချို့ကကျတော့ အဲအရင်နဲ့လာရှိရတချို့ကကြောထိုးစေးလာရှိရတချို့ကြောတောက်စေးလာရှိရပါတော့အဲအဲ့လိုမျိုးဟာလေးတွေ dose form ကိုလည်းကိုကတတိထားပြီးတော့စစ်ဆေးရမှာဖြစ်ပါတယ် tablet လား capsule လား liquid လားပေါ့နော် tablet ဆိုတော့ဒါကျွန်တော်အရှိသင်ခန်းစာမှာပြောခဲ့ပါတယ်အရှိသင်ခန်းစာဆိုတော့ကျွန်တော် basic pharmacy a course မှာဆိုလို့ရှိရင်အဲ tablet ဆိုတာဘယ်လိုမျိုးလဲ capsule ဆိုတာဘယ်လိုမျိုးလဲ liquid ဆိုတာဘယ်လိုမျိုးလဲဆိုတဲ့ဟာလေးတွေပြောပြခဲ့ပါတယ်အကယ်၍မေ့သွားတယ်ဆိုလို့ရှိရင်လည်းတော့ကြည့်လို့ရရအောင်နော်အဲဗီဒီယိုကို ဒီစပန်စင်ပရိုဆက်မှာဆိုရင်ခဏပြောသလိုမျိုးဒါဆေးကိုရွေးပြီးပြီပေါ့နော်ထဲမဲ့ဆေးကိုရွေးပြီးပြီဆိုတဲ့အချိန်ကြလို့ရှိရင်ဆေးအလုံးကြီးကိုရေတွက်ပြီးတော့မှပေးရမှာဖြစ်ပါတယ်ဆေးကန်းနဲ့လာတယ်ဆိုရင်တော့ဆေးကတ်ကိုပဲ ရေတွက်ရေတွက်ပြီးတော့มาပေးရမှာပေါ့เนาะဒါပေမဲ့စီကန်နဲ့မဟုတ်ပဲねသူကတထောင်ပါဘူးတွေပါလေလာတဲ့စီးရเนาะအဲ့တထောင်ပါဘူးတွေပါလေလာတယ်ဆိုလို့ရှိရင်เนาะအဲ့ဟာကိုရေတွက်ပြီးတော့มาအိမ်နဲ့ထည့်ရတာမဟုတ်လို့ရှိရင်လည်းဘူးနဲ့ထည့်ရမျိုးပေါ့เนาะအဲ့လိုမျိုးလောက်အောင်มาဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ accurate counting ပေါ့ counting ဆိုတာကတော့ရေတွက်တာပြောရပါရေတွက်တယ်ပြီးမင်း sharing ဆိုတာကတော့ချိန်ဆရမှာเนาะဒီဟာတွေဘယ်လောက်ပေးရမလဲဆိုတဲ့ဟာတွေကိုတွက်ပေးရဖြစ်ပါတယ် using counting tray counting tray ဆိုတာဒီအောက်မှာကြာတဲ့ပုံလေးနှစ်ပုံကားလိုမျိုးပေါ့เนาะ ဒါဆေးကိုရေးသွက်တဲ့ဟာပါဒီမှာဆိုလက်နဲ့မကင်ဘူးတတိထားမှာလက်နဲ့မထိပဲနဲ့ဒီဆေးရေးသွက်တဲ့ဒီလိုမျိုးတုတ်ချောင်းလေးတစ်ခုရှိမယ်ပေါ့နော်အဲဟာလေးနဲ့ပဲဆေးကိုဒီဘက်ကိုပို့တာဟိုဘက်ကိုပို့တာမျိုးနဲ့ရေးသွက်ရမှာဖြစ်ပါတယ်တခုရှိတာကတော့ automated dispensing machine ဆိုတဲ့ဟာဆေးကိုထည့်ပေးတဲ့ဟာမျိုးလဲဆေးအလုံးကြီးရေးသွက်ပေးတဲ့စက်တွေလည်းရှိရေပေါ့နော်ဒါတော့ဒီမှာဒါအဆင်မြင်တယ်ပေါ့ဒီဒီမှာပုံပြလာတဲ့အတိုင်းဆိုလို့ရှိရင်ဒီမှာဆေးလုံးလေးထည့်ရတာနဲ့သူကအလုံးဘလောက်လဲဆိုတာရေးသွက်ပေးသွားမှာပေါ့နော် ါဆေးတွေကိုရေသွက်ပြီးပြီးအိတ်ထဲထည့်ပြီးပြီးဆိုရင်ကြလို့ရှိရင်တော့ဆိုတော့ဒါဟို labeling တက်ရမယ့်အပိုင်းရောက်သွားပြီပေါ့နော် labeling ဆိုတာကတော့ဒီအညွန်းနေဘာတွေဘယ်လိုတော့ရမလဲဆိုတဲ့ဟာတွေကိုရေးထားတာကို labeling လို့ခေါ်တာဖြစ်ပါတယ်ဒီ labeling ဆိုတဲ့ဒီ tag တစ်ခုမှာပေါ့နော်ဘာတွေပါလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်နာမည်ပါတယ်ပေါ့နော် patient name နာမည်ပါတယ်ပြီးလို့ရှိရင်ဆေးနာမည်ပါတယ် acyclovir လို့ခေါ်ရတာပေါ့နော်ဒီ acyclovir လို့ခေါ်ရတဲ့ဟာလေးကကျတော့ဆေးနာမည်ပေါ့နော် ပြီးရင်ဆေးရဲ့မီလီဂရမ်လည်းပါတယ်နော်400မီလီဂရမ်တက်ဘလက်လို့ရေးထားပြီးနော်ပြီးလို့ရှိရင်အဲ daily supply ရယ်နော်30ပါအလုံး or daily supply ဆိုတော့အလုံး30ပေးလိုက်တယ်အရက်ပေါင်း30တောက်လို့ရတဲ့ပုံစံမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်ရေးထားတဲ့ဟာဘယ်လိုတောက်အောင်လဲဆိုတော့ take 1 tablet by mouth ပေါ့နော်အဲဒါတောက်ပုံတောက်နေ direction ကိုရေးထားပြရဖြစ်ပါတယ်1 tablet by mouth ဆိုတော့ဒါစီပါဇက်ကနေတစ်လက်တည်းရဲ့ကိုတစ်လုံးတောက်ရမယ် every 12 hour ပါဘောနော် အာအမြဲ72နှစ်ခြားတောက်မယ်ပေါ့နော်အဲ့တော့72နှစ်ခြားတောက်အောင်မယ်ဆိုလို့ရှိရင်ဒီမှာက quantity ကကျတော့အလုံး60ပေးထားရယ်နော် medication quantity ဆိုတာဈေးအလုံး60ပေးထားရယ်ဆိုတော့တရက်ကိုနှလုံးတောက်အောင်မယ်ဆိုပါဆိုနှလုံးတောက်အောင်မယ်ဆိုလို့ရှိရင်ဒီမှာ day supply ကအရက်ပေါင်း30တို့က day supply အနေနဲ့ရေးထားပေးရအောင်ပြရပါပေါ့နော်အဲ့တော့ဒီဟာဆိုတော်တော်ပြည့်စုံတဲ့အားလေးပေါ့နော်တော်တော်ပြည့်စုံတဲ့ level လေးပေါ့ဒီအောက်မှာဆိုလို့ရှိရင်တော့ prescription number ဆိုတာဒါဆရာဝန်ရဲ့ ါက prescription ပေးလိုက်တဲ့ number ပေါ့ serial number ပေါ့နော်နောက်တစ်ခုကကျတော့ fail refill remaining ဆိုတော့ no refill ပေါ့နော်ဒီဟာကောင်းရင်ရက်လိုက်လို့ရပြီဆက်ပြီးတော့လာပြီးတော့စေးဆိုင်မှာထပ်ဝယ်စရာမလိုတော့ဘူးဆိုတဲ့အအောင်မျိုးပြထားပါမယ်နော် issue ကကျတော့ဘယ်တော့မှထုတ်ပေးလိုက်တာလဲဆိုတော့ yes ဆိုရပါမယ်ပြလို့ရှိရင် fee ဆိုတာအဲထုတ်ပေးပြီးတော့မှဘယ်တော့မှဖြည့်ပလိုက်ရတယ်ဆိုရဲဟာပါတယ်ပေါ့နော်တချို့ကကျတော့ issue နဲ့ fee နဲ့ရက်ကွာရတယ်ဘာလို့လဲဆိုတော့ issue ကထုတ်တဲ့ရက် ဖြစ်ပြီးတော့မှဖေးကကျွန်တော်နောက်တစ်ချိန်ပြန်လာပြီးတော့မှဆေးကိုဆေးဆိုင်မှာလာဝယ်ရမျိုးလာဖြစ်ရမျိုးဆိုလို့ရှိရင်เนาะဒီဖေးနေရာမှာဒိတ်ကတခြားဒိတ်ဖြစ်သွားနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင် prescribe ပါရေပေါ့နော်လာ prescribe ပါရေဆိုတာဆရာဝန်ရဲ့နာမည်ဖြစ်ပါတယ်ဒီမှာ smin h ဆိုတာရေးထားပါเนาะပြီးရင်ဒီနေရာကြီးကတော့ pharmacy ရဲ့ information ပေါ့ဆေးဆိုင်ရဲ့နာမည်နဲ့ ဖုန်းနံပါတ်နဲ့လိပ်စာနဲ့တခါလည်းဒီမှာပါပြီးတာပေါ့နော်အဲ့တော့ဒီ tag လေးကဘယ်မှာကတ်ပေးလိုက်တာလဲဆိုတော့ကိုထုတ်ပေးတဲ့ C ရဲ့8ဒါမှမဟုတ်လို့ရှင် C ရဲ့ဘူးပေါ့နော်အဲ့မှာကတ်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့7 mandatory label item ဆိုတော့ဒီ label တက်တဲ့နေရာမှာ9ချက်ပါရမယ်အဓိကပေါ့နော်နံပါတ်၄ကကျတော့ patient name ပြောရတဲ့အပေါ်မှာနော်ပြီးရင် drug name and strength ဒီမှာလည်းပါပြီးတာနာမည်နဲ့ strength နဲ့ပါပြီးတာနော် ဆေးရဲ့နာမည်နဲ့ဆေးရဲ့အားနဲ့ပါပြီးတာ direction of you ဆိုတော့ဒါဘယ်လိုတောက်အောင်လဲဆိုတဲ့ဟာလည်းပါတယ်ဟုတ်ပြီနော်ပြီးရင် pharmacy name နဲ့ phone address တွေပါမယ်နံပါတ်5ကျတော့ prescription serial number ပါမယ်နံပါတ်6ကကျတော့ date fail ပဲနော် date fail ဘယ်လုံးကထည့်ပေးလိုက်တာလဲဆိုတဲ့ဟာလေးကိုရက်စွဲပါမယ်ပြီးလို့ရှိရင် subscribe or prescriber name ပေါ့နော် prescriber name ဆိုတော့ဆရာဝန်ရဲ့နာမည်တစ်ခုခုပါမှာဖြစ်ပါတယ်ဒါဆိုရင်တော့ပြည့်စုံတဲ့ဒါ ဒီ C အတွက်ကို level တက်ပြတာဖြစ်ပါတယ်เนาะအဲ့ FC level လေးတွေရလာပြီဆိုရင်ဘယ်မှာကတ်တာလဲဘယ်မှာတက်တာလဲဆိုရင်ဒီမှာနမူနာပုံလေးနဲ့ပြထားပြီဒီလိုမျိုးဘူးလေးတွေကြတော့လာဆေးရုံတွေတချို့ဆေးဆိုင်နေနည်းနည်းလေးပို့ပြီးတော့အဆင်ပြေတဲ့ဆေးဆိုင်လေးတွေဆိုလို့ရှိရင်တော့ဒီလိုမျိုးဘူးလေးတွေထားပြီးတော့မှာပေါ့เนาะအဲ level လေးတွေလိုမျိုးလေးတက်ပြီးတော့ကတ်ပြီးတော့မှာပေးလိုက်တာဖြစ်ပါတယ်တချို့တချို့ကြတော့လဲ plastic zip bag ကိုတုံးတယ်ပလတ်စတစ်ဘက်ထဲမှာဆိုလို့ရှိရင်ဆေးလုံးလေးထည့်မယ်ထည့်ပြီးပြီဆိုရင်ဒီအပေါ်မှာအဲ့ဒီ ် label ကိုကတ်လိုက်တယ်ပေါ့နော် label ကိုကတ်လိုက်တယ်ဒါကနမူနာပြထားပြန်နော်အဲ့အဲ့ level တက်တဲ့နေရာမှာ critical auxiliary level ဆိုတဲ့ဟာလေးကိုတက်ရမယ်ပေါ့နော်။ဘာလို့လဲဆိုတော့တချို့ဈေးတွေကကျတော့ဒီဟာဈေးတောက်ပြီးပြီဆိုလို့ရှိရင် business ရနိုင်တယ်။ business ဆိုတာ main ਆ ပေါ့နော်။ main ਆ ဖြစ်နိုင်တယ်။နောက်တစ်ခုကကျတော့ဒီဈေးကိုတောက်ပြီးပြီဆိုလို့ရှိရင် အဲမူလာဝေရာဖြစ်တယ်နောက်တစ်ခုကအန်နာဖြစ်နိုင်တယ်တခြားပေါ့နော်ဒီဈေးမတော့ခင်ဆိုလို့ရှိရင်ဈေးကိုတိတိကျကျလောက်ခါပြီးတော့မှတောင်းရမယ်ဈေးအရည်တွေပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်အဲတတိပေးစာမျိုးပေါ့နော်ဒီဈေးနဲ့ပတ်သက်ပြီးတော့တတိထားဖို့အတွက်လိုအပ်တဲ့အချက်လေးတွေပါတယ်ဆိုလို့ရှိရင်အဲ့ဟာလေးတွေကိုတော့တိတိကျကျကတ်ပေးရမယ်ပေါ့နော်ဒီလိုမျိုးလေးပဲလေးနမူနာပြထားပြရအောင်နော် mandatory application ဆိုတာမဖြစ်မနေပါတော့မဖြစ်မနေဒီဟာ application ဆိုတာကျတော့ဆိုတော့ဒီဈေးကိုတောက်တုံးမယ် လုပ်မယ်ဆိုလို့ရှိရင်မဖြစ်မနေဒါကိုလုပ်ရမယ့် level မျိုးကိုကတ်ပေးထားမှာဖြစ်ပါတယ်เนาะဒီဟာလေးတွေကလည်းအရေးကြီးရယ် packaging လုပ်တဲ့အချိန်ကြလို့ရှိရင်လိုက်နိုင်ရမယ့်ဟာလေးရှိရယ်ပေါ့เนาะအဲ့ဒီအပေါ်မှာပြောရရင်ပထမတစ်ချက်ကတော့ use clean plastic bag ဆိုတာကခဏ zip bag လေးတွေ တန်းရှင်ရှိရမယ့်ဟာမျိုးလေးတွေအဲအားလေးဒါမှမဟုတ်ရှင်လဲကွန်တိန်နာပေါ့နော်ခန္ဓာပလတ်စတစ်ဘူးလေးတွေဒါမှမဟုတ်ရှင်လဲတချို့ကျတော့ paper bag ကိုတုံးတယ် paper bag ကကျတော့စက်ကူနဲ့လုပ်ထားတဲ့အိတ်ကလေးပေါ့နော်အဲအားလေးလည်းတုံးတယ် avoid touching tablet directly ဆိုတော့ဆေးကိုကိုယ်လက်နဲ့ဓာတ်ရိုက်ကင်ွယ်လို့မရအောင်နော်ဓာတ်ရိုက်ကင်ွယ်လို့မရအောင်ဆိုတဲ့ညမှာဆေးအလုံးကိုကိုယ့်ရဲ့လက်ကလက်ရည်မဆွတ်ထားတာမျိုးဒါမှမဟုတ်ရှင်လဲအဲဒီလက်ကြီးကအလွတ်ကြီးပေါ့နော်အဲလက်ကနေပြီးတော့မှ ီဈေးအလုံးကိုလက်နဲ့ကင်ပြီးတော့ထည့်ရမျိုးကြီးလုပ်လို့မရအောင်ပေါ့နော်အဲ့တော့ဘာနဲ့လုပ်ရမှာလဲဆိုရင်ခဏပြောလို့မျိုးဒီ counting tray လို့ခေါ်တဲ့ဒီအအပြားလေးရှိအဲ့အပြားလေးတွေကိုဈေးတွေကိုလိုအပ်တဲ့ဟာလေးတွေကိုယူပြီးထည့်လိုက်မယ်ထည့်ပြီးဆိုလို့ရှိရင်ဘေးသားကနေအဲ့ဒီမြောင်းလေးတိုင်းပဲဒီကျွတ်ကျွတ်လေးထဲကိုပြန်ပြီးတော့မှအဲထည့်လိုက်တယ်ပေါ့နော် plastic bag ထဲကိုပြန်ပြီးတော့ထည့်လိုက်တယ်ဆိုတာမျိုးပေါ့နော်အဲ့အားလေးကိုပုံလေးပြန်ပြပေးမယ်နော် တော့ဒီမှာဆိုလို့ရှိရင်ဒီပုံလေးမှာဆိုရင်ဒီဆေးတွေကလိုအပ်တဲ့ဟာတွေကိုဒီညောင်းလေးတွေကိုထည့်လိုက်တယ်ပေါ့နော်ညောင်းလေးတွေကိုထည့်ပြီးပြီးဆိုရင်ညာမလိုအပ်တဲ့ဆေးတွေကျတော့ဟိုဘက်မှာထားလိုက်မယ်ပိုတဲ့ဆေးတွေပေါ့နော်ပိုတဲ့ဆေးတွေဘက်ကိုထားလိုက်ပြီးပြီးဆိုလို့ရှိရင်ဒီ plastic ဘူးတွေကိုဒီဒီຢာလေးနဲ့တုတ်တန်လေးနဲ့တစ်ခါလဲတွန်းထည့်ပြီးတော့ထည့်လိုက်လဲရတယ်ဒါမှမဟုတ်လို့ရှိရင် plastic bag ထည့်ထည့်မယ်ဆိုလို့ရှိရင်လဲရတယ်ဒီဘက်ကဟာကျတော့တစ်ဖက်ကအပိတ်ဖြစ်မယ်ဒီပုံကိုကြည့်လိုက်ဒီပုံကိုကြည့်လိုက်လို့ရှိရင်ပူရှင်းတယ်နော်ဒီဘက်ကဟာကျတော့အပိတ်ဖြစ်တယ်အပိတ်ဖြစ်တယ်ဒီဘက်ကကျတော့အပွင့်ဖြစ်တယ်ပေါ့နော် ဲ့တော့ပြောချင်တာဈေးလုံးတွေအရင်ရီချလိုက်မယ်ဒီဘက်ကိုရီချပြီးတော့မှအလုံးက20ဆိုရင်20ဒီဘက်မြောင်းထဲမှာပြည့်သွားပြီဆိုဒီဘက်မှာကြံနေကြံနေရဆိုရင်ဒီအပေါ်က plastic အဖုံလေးကိုဒီဘက်ကိုပိတ်လိုက်လို့ရတယ်ပိတ်လိုက်ပြီးပြီဆိုတဲ့အချိန်မှာဒီဘက်ကဈေးပိုနေတဲ့ဟာမျိုးကြတော့တကယ် main body ပေါ့နော်တဲသူရဲ့ဟိုခဏမှယူခဲ့တဲ့ဆေးဘူးပင်မဆေးဘူးတွေကိုဒီဟာတွေအကုန်လုံးကိုတွန်ထက်အရင်တွန်ထက်အ တော်ထက်လိုက်တဲ့ဟင်ကြံဒီဘက်ကပိတ်နေတာဒီဘက်ကလည်းဖုံးတာဖြစ်တယ်ဆိုတော့ဒီရည်ထားပြီးသားစီးတွေကအပြင်ကိုထွက်မလာတော့ဘူးเนาะအပြင်ထွက်မလာတော့ပဲနဲ့ဆိုတော့ဒီဟာအရင်တကယ် main body လေးကိုထည့်လိုက်ထည့်ပြီးပြီဆိုရင်ညာလို့ရှိရင်ဒီဘက်ကကျန်တဲ့စီးတွေကိုကြတော့အဲကိုကလူနာရောပေးမစီးဆိုလို့ရှိရင်เนาะဒီ plastic ဘူးလေးတွေကိုလောင်းထည့်လို့ရတယ်ဒါမှမဟုတ် plastic bag တွေကိုလည်းလောင်းထည့်လို့ရတယ်ဗောနော်ဒီလိုမျိုးပုံစံလေးလှုပ်ထားပေးရဖြစ်ပါတယ်ဒီ counting tree ကအသုံးဝင်တယ်เนาะ အားလုံးပြီးသွားပြီပေါ့နော် level လေးလည်းတက်ပြီးပြီဆိုရခြင်းကြလို့ရှိရင်ဘာလို့ရမှာလဲဆိုတော့ Luna တွေကိုပေးရတော့မယ့်အချိန်ရောက်ပြီပေါ့နော် Luna တွေကိုဒီဒီ CEO ဒီတိုင်းတောင်းရမယ်ဘယ်လိုလုပ်ရမလဲဆိုတာရှင်းပြရမယ့်အချိန်ရောက်ပြီဒါပေမဲ့အဲ့ကြားထဲမှာ step တစ်ခုရှိပါတယ်အဲ့ဒါကျတော့ဘာလဲဆိုလို့ရှိရင် pharmacist ကိုယ်တိုင်ကနေပြီးတော့မှဒီ CEO တွေကအဆင်ပြေလားဒီနေရာတွေကမှန်ရဲ့လားမှန်ကန်ရဲ့လားဆိုတာ final check ပေါ့နော် final verification လုပ်ပေးရပါတယ်အဲ့တော့ဆေးဝါး ပညာရှင်ကနေပြီးတော့မှာပေါ့နော်ဒီဆေးတွေကမှန်ရဲ့လားဆိုတာစစ်ပေးမယ်အဲ့တော့ဒီဒီမှာရေးထားတဲ့အတိုင်းပဲ pharmacy mass perform and final verification ပေါ့နော်လုံးဝနောက်ဆုံးအစင်းဒီဟာလေးကမန်ကန်ကြောင်းသူအတိမတ်အဲကြည့်ရမယ်ပေါ့နော်မန်ကန်ကြောင်းစစ်ဆေးရမယ်ပေါ့အဲဒါပေမဲ့ the 8 mass stage the medication properly for the check ပေါ့နော်ဒီ pharmacy ကနေပြီးတော့မှစစ်ဆေးတာကိုအစင်းပြေပြေဖြစ်ဖို့အတွက်ကိုကိုကဒီ ေဝအကူအနေပြီးတော့မှအားလုံးစီစဉ်ပေးထားရမယ်။ဘာလို့စီစဉ်ပေးရမှာလဲဆိုလို့ရှိရင်လည်း original stock bottle ပေါ့နော်။သူပဲဈေးပူးရယူလိုက်တယ်ဆိုရဲအကြောင်းကိုဒီလောက်မို့လို့ရှိရင်လည်းဒီဒီဈေးပူးရနေယူလိုက်တာပါ။ဘယ်ဈေးကကတော့ဘယ်ဈေးပူးရနေယူလိုက်တာပါဆိုရဲဟာမျိုးကိုကြားရမယ်ပေါ့နော်။ပြီးလို့ရှိရင် patient buyer ဆိုတာဒီလူနာကဘယ်လိုတောင်းရမလဲဆိုရဲဟာကြီးစာအုပ်တစ်ခုစီစဉ်ပေးထားမှာပေါ့နော်ဒီလိုတူလာဝယ်တဲ့စာအုပ်တွေဖွင့်ပြထားမှာမျိုးပေါ့နော်ပြီးရင် prescription hard copy ဆိုတော့စာရွက်တွေပါလာတာမျိုးဆရာဝန်ရဲ့လက်မှတ်တွေပါလာတာမျိုးတခုရှိတယ်ဆိုလို့ရှိရင်လည်းအဲ့ဟာကိုဒီ pharmacy ကိုပြပြီးတော့มาပေါ့เนาะဆေးကိုတိုက်ဆက်ခိုင်းရမယ်အဲ့အခုအဲ့ဆိုလို့ရှိရင် dispensing ရဲ့ဒီ lunar ကိုပြလိုက်ပြီးရှင်းပြပြီးလိုက်ပြီးဆိုလို့ရှိရင်เนาะ dispensing process ကပြီးသွားပြီပေါ့เนาะ dispensing process ပြီးသွားပြီဆိုတော့ဒါကအဲ overflow အနေနဲ့ step တွေကြည့်မယ်ဆိုလို့ရှိရင် receive prescription ဆိုတော့ prescription ကိုလက်ခံရမယ် prescription ဆိုတာလူနာရဲ့လာပေးတဲ့ဆေးစာရွက်ဒါမှမဟုတ်ဆေးစာအုပ်အဆရာဝန်အတိအမှန်ပြုတဲ့စာရွက်တွေတခုကိုလက်ခံရမယ်လက်ခံပြီးပြီဆိုလို့ရှိရင်ဒီဟာအမှန်ကန်ကြောင်းဟုတ်မဟုတ်စစ်ဆေးရမယ်စစ်ဆေးပြီးပြီဆိုရင်ဆေးတွေကိုတော့ယူရမယ်ပေါ့နော်ဆေးဆေးဆင်မှာဆေးတွေကိုတော့ယူရမယ်ပြီးလို့ရှိရင်ကောင်းလို့ရမယ်ပြီးရင် label တက်ရမယ် label တက်ပြီးပြီဆိုရင်ဒါ pharmacist ရဲ့ final check ကို စစ်ဆေးလိုက်ရမယ်စစ်ဆေးပြီးပြီဆိုရင်ညာ hand over to customer ဆိုတော့ဒါလူနာတွေ customer တွေစီကိုဒီဆေးကိုပေးရမှာဖြစ်ပါတယ်ဒါ overview step တွေခုနှစ်ချက်ရှိရပါတော့အဲ့လိုမျိုး dispensing process မှာမှားနိုင်တဲ့ဟာလေးတွေရှိတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင် C wrong strand ပေါ့နော်။ C ရဲ့ R ကမှားပြီးယူတာမျိုး။တရားနဲ့နေရာအားကိုမှားယူတာမျိုး။ နောက်တစ်ခုကကျတော့အဲ့ဒီ90နဲ့100မျိုးဒါမှမဟုတ်ရှင်လဲအဲ့မီလီဂရမ်နဲ့4မီလီဂရမ်နဲ့အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်မီလီဂရမ်တွေမားယူတာမျိုးပြီးလို့ရှင် wrong quantity ပေါ့နော်ဈေးအလုံးကြီးမားပြီးတော့ပေးရမျိုးနှစ်ကပ်ပေးရမယ်ဟာကိုသုံးကပ်ပေးရမျိုးနော်အဲ့အလုံး90လောက်ပေးရမယ်ဟာအလုံး20လောက်ပဲပေးလိုက်တာမျိုးတွေဆိုလို့ရှင်နော်စီအရေးပတ်မှာလေပေါ့နော်နောက်တစ်ခုကကျတော့ missing assembler name ဆိုတော့ဒီမှာပြထားတဲ့ဟာ amount ဆက်စလင်နဲ့ ampersand နဲ့တစ်ခါကြာရင်မှတ်တတ်တယ်ပေါ့နော်ဒီအရာလေးတွေ ပြီးရင်ပိုး labeling handwriting ပေါ့နော် label ကောင်းကောင်းမတက်ထားဘူး handwriting ကောင်းကောင်းမရေးပေးလိုက်ဘူးတချို့ကြတော့ဒီလိုမျိုး print print မထုတ်ပဲနဲ့ပေါ့နော်လက်ရည်နဲ့ပဲစာရွက်အဲမှာရေးပေးလိုက်တယ်ဘယ်လိုတောင်းအောင်လဲဘယ်လိုတောင်းအောင်လဲဆိုတော့အဲဟာတွေကစကလုံးပေါင်းနေတာကောင်းကောင်းမဟုတ်ဘူးပြီးရမရှိရင်ကြောလူနာတွေကဘယ်လိုတောင်းအောင်လဲမသိဖြစ်သွားတတ်တယ်ပေါ့နော် give medicine before pharmacist check ပေါ့နော်ဒါသားကြတော့ကိုကဒါမှန်နိုင်တယ်ဆိုပြီးတော့မှ pharmacist ကိုဟိုမစစ်ဆေးခိုင်းပဲနဲ့ ူနာတွေစီဓာတ်ရိုက်ပလေတာမျိုးဆိုလို့ရှိရင်လည်းမှားပါဘောနော်ဒါဒါမှားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အမားဖြစ်သွားမှာပေါ့နော်အော်ဒီသင်္ကန်းစာလေးရဲ့ဒီဟာလေးရဲ့အနည်းချုပ်ကတော့ဗာလဲဆိုလို့ရှိရင် accuracy လုံးဝတိတိကျကျတိတိချာချာဖြစ်ရမှာပေါ့နော်တိတိကျကျတိတိချာချာဆိုတာအဆင့်တိုင်းမှာတိကျတိချာရမယ်ပထမဆုံးစစ်စာရွက်စစ်စီရတယ်ပြီးလို့ရှိရင် ောက်တစ်ခုကကျတော့ဆေးရုပ်ယူတာရယ်ဆေးရုပ်ကောင်းသိန်းလောက်တာရယ်ဆေးရုပ်ပက်ကေ့ချင်းလောက်တာရယ်လေဗယ်လင်းလောက်တာရယ်အားလုံးကအတိအကျကျဖြစ်ရမယ်ဒါမှဒါလည်းလူနာအသွက်စိတ်ချရတဲ့ဆေးရုပ်ပေးတဲ့ process ဖြစ်မှာပေါ့နော်မဟုတ်လို့ရှိရင်တော့လူနာမှာ harmful ဖြစ်နိုင်ပါတယ် okay ဒီနေ့ lesson လေးကတော့ဒီလောက်ပါမယ်เนาะအဲ့တော့ဒီ lesson လေးပြီးပြီဆိုတော့နောက် lesson ကဘာလဲဆိုလို့ရှိရင်ဆိုတော့ဒီ OTC ဆိုတဲ့ဈေးအကြောင်းလေးပြောမယ် နောက်တစ်ခုကကျတော့ prescription drug ဆိုတဲ့ဆေးအကြောင်းလေးပြောမယ်ပေါ့နော် OTC ဆိုတာကျတော့ over the counter လို့ခေါ်တယ်ဆရာတော့ဒီဆရာဝန်တွေရဲ့ prescription မပါဘဲနဲ့ဒီဟာလေးတွေကိုဆေးကိုရောင်းပေးလို့ရတဲ့ဆေးတွေပေါ့နော်ညွှန်ပေးလို့ရတဲ့ဆေးတွေဖြစ်ပါတယ်နောက်တစ်ခုကကျတော့ prescription drug ဆိုတာကျတော့ဆရာဝန်ရဲ့လက်မှတ်ပါမှာဆရာဝန်ကနေညွှန်ကြားလိုက်တဲ့အချိန်ကြမှာဝယ်လို့ရတယ်ပေးလို့ရတယ်ဆေးတွေဖြစ်ပါတယ် အဲ့ဒီနှစ်ခုရဲ့ကွာ charger ကဘာတွေလဲဘယ်ဆေးတွေကတော့ OTC လဲဘယ်ဆေးတွေကတော့ဒီ prescription drug တွေလဲဆိုရဲဟာနောက် lesson မှာပြောပြတော့မှာဖြစ်ပါတယ်ဆိုတော့နောက် lesson မှာတွေ့လိုက်ကြရအောင်เนาะ